ရှိတော်အရှနိုင်ငံတွေအတွင်းမှာမြန်မာနိုင်ငံဟာကလေးသိဆုံးမှုမြန်မာနေတဲ့အတွက်ကလေးသိဆုံးမှုစောင့်ကြက်လေ့လာမှုနဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။အောင်ကိုကိုလက်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာ2015ခုနှစ်အတွင်းအသက်5နှစ်အောက်ကလေးငယ်4600ခန့်တည်ဆုံးခဲ့ပြီးတော့2000ခုနှစ်ကနေ2005ခုနှစ်အထိအသက်5နှစ်အောက်ကလေးငယ်တည်ဆုံးမှုပါဆိုရင်အရှင်မွေးဖားတဲ့ကလေးငယ်1000မှ103ဦးတည်ဆုံးခဲ့ပါတယ်။ကလေးတည်ဆုံးရတဲ့အကြောင်းရင်းတွေပေါ်မှာပုံတည်ပြီးတော့ဒေသလိုက် လေးတည်ဆုံးမှုကြာစီရမယ်ဆောင်ရွက်ရမယ်ပူဇော်ပေးလုပ်ရတယ်ပေါင်းနေပေါ်ဆောင်ရွက်ခဲ့ပါတယ်သို့တော်လည်းပဲကလေးတငယ်ကျမရင်းနဲ့ရှင်သန်ရေးအတွက်ဆောင်ရွက်ရမှာပုံမပြည့်စုံအကန့်တဲ့ရင်းချက်တဲ့လူဝတ်လျက်ရှိတယ်လို့သူကရင်းချက်တဲ့အကြောင်းရင်းတွေကိုပေါ်ထုတ်သိရှိပြီးတော့တင့်တော်တဲ့တွန့်ပြန်ဆောင်ရွက်မှုတွေကိုဆောင်ရွက်ပေးနိုင်ဖို့အတွက်ကလေးတည်ဆုံးစောင့်ကြပ်ပေးတာချင်းကိုစဉ်းစားပြည့်ချက်ရှိလို့ပို့ထုတ်တာပါ ကြောင့်ကလေးတေဆုံးဆောက်ချက်ပြနေခြင်းနဲ့တုတ်ကြောင့်တုတ်ပြန်ဆောင်ရခြင်းလိုလည်းဘူးစက်တင်ဆောင်ရတော့မှဖြစ်ကြောင်းဒီပြီးတရားပါပါလေဘွေကိစ္စကလင်းငယ်တည်ဆုံးမှုပါဆိုရင်တော့2001ခုနှစ်ကနေ2005ခုနှစ်အတွင်းမွေးဖွားမှုနှုန်း1000မှာ38ဦးတည်ဆုံးခဲ့တာ2011ခုနှစ်ကနေ2015ခုနှစ်အတွင်းမှာကတော့အရှင်မွေးဖွားနှုန်း1000မှာ25ဦးတည်ဆုံးခဲ့ပြီးတော့တည်ဆုံးမှုကျဆင်းခဲ့တယ်လို့သိရပါဗျာ။ရှင်းတာအစားနိုင်ငံမြန်မာ ဒါပြီးကလေးများလေးဆိုတဲ့အကြောင်းရင်းတွေကိုဆက်စစ်ကြည့်ရင်လည်းပဲ2013ခုနှစ်မှာဆောင်ရွက်ခဲ့တဲ့ပြည်ထနာရာကိုလေးတွေမပြေပြင်းလာပစီချင်းဝေးပွားစီချင်းမုန်းချင်းနီမိုနီယာဝမ်ပြက်ပန်းရှောဝေကင်းကတော်ပါရောကဝေကင်းစားကိုဝေချင်းစတဲ့ကောင်းမွန်လို့ရတဲ့အကြောင်းရင်းတွေတော့သိဆုံးနေတာဖြစ်ကြောင်းသိရှိရပါတယ် ကလေးတည်ဆုံမှုစောင့်ကြည့်လေ့လာခြင်းနဲ့တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစတင်ခြင်းအခမ်းအနားကိုနေပြည်တော် Grand Mara Hotel မှာဒီဇင်ဘာလ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုကျန်းမာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေ၊ပြည်နယ်နဲ့တိုင်းဒေသကြီးကကျန်းမာရေးမှုတွေ၊ပါမောက္ခတွေ၊ NGO တွေ၊ INGO တွေနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။2014ခုနှစ်စစ်တမ်းကောင်းထုတ်ချက်အရမှာတော့မကွေးတိုင်းဒေသကြီးအတွင်းမှာကလေးငယ်တည်ဆုံမှုကအများဆုံးဖြစ်ပေါ်ခဲ့ပြီးတော့တတ်မှတ်ဆန်ခြင်းစံချုပ်တွေနဲ့တည်ဆုံမှုတွေကိုလေ့လာပြီးရေတိုကြီးခြေစီမံဂရိတ်အနေနဲ့တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ကလေးတည်ဆုံမှုကကျမတို့ အမိသေးဆုံးမှုလို့မဟုတ်ပါဘူး။ညပြပါလေ။ညပြတဲ့အတွက်ကြောင့်ကျမတို့ကခလေးသေးဆုံးတဲ့ဟာအကုန်လုံးကိုတော့ကျမတို့ကစီးရင်ယူပြီးနဲ့ခုနပြောတဲ့ကျမတို့ဒီဟာကိုလိလာသုံးသက်တဲ့ဟာပေါ့နော်။အဲ့လူလုတဲ့ဟာကိုကြတော့ခလေးအရောက်တိုင်းကိုလုဖို့အတွက်ဆိုတာခက်ခဲပါတယ်။အဲ့အတွက်ကြောင့်ကျမတို့ကဟိုစံသတ်မှတ်ထားတဲ့နှုံးရင်းရှိပါတယ်။အသေးအများဆုံးဘယ်အကြောင်းအရာတွေရှိလဲပေါ့နော်။အဲ့အကြောင်းအရာတွေပေါ်မူတည်ကျမတို့စံသတ်မှတ်တဲ့အရေးအတွက်နဲ့နော်ကျမတို့ဒီဟာတွေကိုဆက်လက်ပြီးတော့လိလာပြီးတော့ထူးခြားချက်လေးတခုကတော့ပြန်တုံ့ပြန်ဆောင်ရဲပါပါ။ မြန်မာနိုင်ငံမှာ၅နှစ်အောက်ကလေးငယ်တည်ဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့2010ခုနှစ်ကလေးကအစီရင်ခံစာစတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါမဲ့2030ခုနှစ်မှာကမ္ဘာနိုင်ငံအသင်းကြီးကချမှတ်ထားတဲ့ထောက်စုနှစ်ဖွံ့ဖြိုးမှုပန်းနိုင်ဆိုတဲ့အထည်မှာအသက်၅နှစ်အောက်ကလေးငယ်တည်ဆုံးမှုကိုရှင်မွေးဖွားနှုန်းတစ်ထောင်မှ25ဦးနဲ့မွေးကင်းစကလေးငယ်တွေမှာဆိုရင်ရှင်မွေးဖွားနှုန်းတစ်ထောင်မှ12ဦးလို့သတ်မှတ်ထားကြောင်းသိရပါတယ်။ကျွန်တော်အောင်ကိုကိုလည်းနေပြီးတော့တင်ပြပို့ထားတာပါ။